ီကနေ့မှာတော့ DVB သတင်းဌာနရဲ့စောင်းမတပုတ်ဖြစ်တဲ့စောင်းမရှင်တင်ဦးရေးသားထားတဲ့လာရှိုသမဟုတ်ဓာတုတိုင်းတို့ပြီတရုတ်ပိုင်းနယ်မြေဆိုတဲ့စောင်းမလေးကို တင်ဆက်ပေးကြပါရစေ။ဒီစောင်းမလေးကိုတင်ဆက်ခွင့်ပြုပါရန် DVB သတင်းဌာနနဲ့စောင်းမရှင်တင်ဦးအားလေးစားစွာ ခွင့်တောင်းအပ်ပါရစေ။2024ဇူလိုင်လမှာအရှေ့မြောက်တိုင်းစစ်ဌာနချုပ်တရှိရာလာရှိုးကို ကိုကန့်ဦးဆောင်တဲ့မဟာမိတ်တပ်များကစတင်တိုက်ခိုက်ခဲ့ကြပါတယ်။မဟာမိတ်တပ်များဆိုရမှာ NUG လက်အောက်ခံ PDF များပါဝင်သလိုဒေသခံကာကွယ်ရေးတပ်များ BBLA နဲ့ PLA ကဲ့သို့အဖွဲ့များလည်းပါဝင်ကြပါတယ်။တပ်တုံများနှစ်ခုပထမပိုင်းကတည်းကထိုမဟာမိတ်တပ်များရဲ့စွမ်းစာကိုပြည်သူများကောင်းကောင်းသိရှိသွားကြပါတယ်။စစ်တပ်ရဲ့ချိနဲ့ညံ့ဖြင်းမှုကိုလည်းအထင်သာတွေ့မြင်သွားခဲ့ကြပါတယ်။ဒါကြောင့် ယခုကဲ့သို့လာရှုအထိရောက်လာပြီးတိုက်ခိုက်နေကြပြီဆိုတော့ပြည်သူတရက်လုံးဝမ်းသာကြရင်ခုန်စိတ်လှချကြရပါတယ်စစ်တပ်ရဲ့စစ်ဌာနချုပ်ဖြစ်တာမို့တော်လရင်ဗဒာများကလည်းအာတွန်ခွန်ဆိုင်တိုက်ခိုက်ကြရပါတယ်ဒီကြတဲ့ဥဆောင်အဖွဲ့များဖြစ်ကြတဲ့ညီနောင်မဟာမိတ်တို့ကိုတရုတ်ကဖိအားပေးတဲ့အတန်တွေလည်းတဲ့တဲ့ကြားလာကြရပြန်နေထို့အခါရင်ခုန်စိတ်လှချနေရတဲ့ပြည်သူများမှာနှလုံးပူကြရပြန်ပါတယ် ပထမလိုင်းတော့ကလို့ရက်တန့်သွားပြန်အောင်မလားဆိုပြီးစိုးထိတ်ခဲ့ကြရပါတယ်။ဒီလိုစိုးထိတ်မှုများကြားကပင်လာရှိုးတိုက်ပွဲကို ရှေ့ဆက်ခဲ့ကြပါတယ်။တရုတ်ဘက်ကစေဝါလောင်စာတက်စီအစားအသောက်စရာတွေကိုပိတ်ပင်လိုက်သလိုနေဆက်ကိတ်များကိုလည်းပိတ်ချလိုက်ပါတယ်။ဒီလိုနဲ့ဇူလိုင်လလည်းရောက်မှာတော့တရုတ်ကွန်မြူနယ်ပါတီရဲ့တတိယအကြိမ်ဗဟိုကော်မတီအစည်းအဝေးရှိနေတယ်လို့ဆိုတာလေးရက်တအပြည့်ရမြင့်အကြောင်း ကိုကန်တပ်ဖွဲ့ကကြေညာခဲ့ပါတယ်။မြမပြည်သူများခင်ဗျာကောင်းကင်ရောက်မှမီးပြတ်သွားတဲ့ကဲတို့ဖြစ်ကြရပြန်ပါလေ။တိုက်မှတိုက်ပါအောင်မလားစစ်ဌာနချုပ်ဆိုတော့ဖြစ်နိုင်ပါမလားစတဲ့အတွေ့ကိုစီနေပေါ့သို့တော့တိတ်မကြလိုက်ပါဘူးတိုက်ဝဲများပြင်းပြင်းထန်ထန်ဖြစ်ပွားပြီးနောက်2024ဇူလိုင်25မှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ရှီယာလာရှုမြို့ကိုကိုကန့်ဦးဆောင်တဲ့မဟာမိတ်တပ်များကတိမ့်ပိုက်ထိန်ချုပ်နိုင်ခဲ့ပါတယ် ပြည်သူတရက်လုံးဝမ်းသာလုံးဆုခဲ့ကြတာမှပြောမဆုံးနိုင်ပါ။ရောင်နီကိုမြင်ရပြီဟုလည်းယုံကြည်ခဲ့ကြပါတယ်။ညမကြမီမန္တလေးပြင်လွင်တို့ကိုပင်တိမ့်ပိုက်ထိန်းချုပ်နိုင်တော့မည်လို့ထင်မှတ်မျှော်လင့်လာကြပါတယ်။အရှိမြောက်ပိုင်းစစ်ဌာနချုပ်ဆိုဒီမှာတချိန်ကတိုက်စွန်းရေးအကောင်ဆုံးဘာကဘာတို့ကိုခြေမုံခဲ့တော့ဌာနချုပ်ဖြစ်ကြောင်းထိုဌာနချုပ်မျိုးကိုပင်တိမ့်ပိုက်နိုင်ခဲ့သဖြင့် ဒီမှာတော့အောင်မြင်မှုဖြစ်ကြောင်းစည်ရအကဲဖြတ်များကသုံးသက်ပြောဆိုခဲ့ကြပါတယ်။ရင်းတို့တိမ့်ပိုင်နိုင်ခဲ့တာရဲ့အခြားတစ်ဖက်မှာလည်းဆွင့်လို့ပေးဆက်ရမှုများကလည်းရှိခဲ့ပါတယ်။ကိုကန့်အပါဝင်ညီပြန့်ကအခြားသော PDF များပါအသက်ဆုံးရှုံးကြရပါတယ်။ခနာကိုအစိတ်အပိုင်းများဆုံးရှုံးခဲ့ကြရပါတယ်။ဒါပဲလားဆိုတော့မဟုတ်ပါဘူး။လာရှိုးဒေတာကများရဲ့အသက်အိုးအိမ်စီးစိမ်တွေပါပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ တိုက်ပွဲအပြင်းထန်ဖြစ်ပွားစဉ်ကဆိုရင်မြို့ပေါ်မှာပိတ်မိနေသူများအလောင်းများရဲ့ပုပ်ပွားအနံ့မင်ထွက်နေသည့်အကြောင်းများကိုလည်းမကြားခြင်းအဆုံးကြားခဲ့ရပါတယ်။အရှင်းမြောက်တိုင်းစစ်ဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်သည့်ဖြစ်စဉ်မှာဤတို့ဤပုံ အသက်သွေးချွေးပေးဆက်ခဲ့ကြရပါတယ်။စစ်တိုက်သည့်အတွက်ရှစ်ဖြစ်သည့်အတွက်ထို့သို့အတိန်ဆောင်တော့ရှိကြမှာပဲလို့လည်းပြည်သူများဖြေသိကြရပါတယ်။ အဓိကကစစ်ခွေးများအားမောင်းထုတ်ရှင်းလင်းရဲ့အဓိကပဲလို့သဘောပိုက်ကြပါတယ်။ဒီလိုနဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်လာရှိုးမြို့ကြီးမှာတော်လန်ရေးအဖွဲ့များတိမ့်ပိုက်ပြီးတကလာအုပ်ချုပ်ရေးလုပ်ငန်းစဉ်များစတင်လာခဲ့ပါတော့တယ်။ကြံတီတရှိပြည်သူတွေမှာကိုယ်တိုင်မလွတ်မြောက်သေးတော့လေလွတ်မြောက်သွားတဲ့လာရှိုးမြို့ကိုကြည်ပြီးခြေနက်ခဲ့ကြရပါတယ်။လာရှိုးမြို့ကများကလည်း အစပိုင်းမှာဂိုကန်တက်များကိုသဘောမကျတဲ့အတိုင်းစစ်ခွေးများထက်တော့တာလွန်ချောင်းပြောဆိုလာကြပါတယ်။ဒီလိုနဲ့လာရှိုးမြို့အချို့ရေးပိုင်းမှာလည်းလာရှိုးဒေသခံများကိုယ်တိုင်ပင်ဆန္ဒအလျောက်ပါဝင်ခဲ့ကြပါတယ်။တချို့ကအချို့ရေးတချို့ကကျမ်းမာရေးပညာရေးစသဖြင့်ပေါ့။အခြားတစ်ဖက်၌လည်းထို့သို့သိမ့်ပိုက်ပြီးမကြခင်မှာပင်တရုတ်နိုင်ငံသားဤဝင်ကြီးဌာနကတိန့်ချီကျွင်းဆိုသူကစစ်ကောင်ဆောင်တို့နေပြည်တော်မှာတွေ့ဆုံမှုပြုလုပ်ခဲ့ကြပါတယ်။ နေဆက်ဒေတာတည်ငြိမ်အချင်းရဲ့အတွက်ဆွေးနွေးတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။သိမကြလိုက်ပါဘူး။ဩဂုတ်လလယ်လောက်မှာတရုတ်နိုင်ငံသားကြီးဝမ်ယီကစစ်ကောင်းဆောင်နဲ့နေပြည်တော်မှာလာရောက်တွေ့ဆုံခဲ့ပြန်တယ်။မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုလေးစားကြောင်းရှမ်းမြောက်ကတော်လိုင်းတဖွဲ့များဤမြို့သိမ်းရွာသိမ်းဖြစ်စဉ်တွေကိုဆန့်ကျင်ကြောင်းပြောဆိုသွားခဲ့ပါတယ်။ထို့နောက်ဒေတာတွင်အစည်းအဝေးတစ်ခုမှာလည်းမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးစီတုံးစီချမှတ်ထားကြောင်းအတန်ကောင်းဖြစ်သွားခဲ့ပြန်တယ်။ ဇက်တိုက်ဆိုသလိုပင်ဩဂုတ်လဂုံပိုင်မှာတင့်ရှိကျွန်းနဲ့ဝါကောင်းဆောင်များတွေ့ဆုံခဲ့ကြတယ်။ကိုရွှေတရုတ်တို့ရဲ့ခြေလမ်းများကစိတ်တထက်စိတ်လာခဲ့ပြန်တယ်။ထို့တွေ့ဆုံမှုရဲ့နောက်ဆက်တွဲအဖြစ်ကိုကန့်ဘာဝင်ရှမ်းမြောက်ကတော်လိုင်းအဖွဲ့များကိုချင်းချောက်တမျိုးဖိအားပေးခြင်းတပုံပုံစံအမျိုးမျိုးဖြင့်ချင်းကပ်လာခဲ့ပြန်တယ်။စက်တင်ဘာလမှာကိုကန့်ဘက်ကထုတ်ပြန်ချက်တစ်စောင်ပေါ်ထွက်လာခဲ့တယ်။ကိုကန့်အနေဖြင့်အန်ယူဂျင်နဲ့ပူးပေါင်းမည်မဟုတ်ကြောင်း မန္တလေးနဲ့တောင်ကြီးမြို့တို့ကိုထိုးစစ်ဆင်မမဟုတ်ကြောင်းထုတ်ပြန်ပါတယ်။ရင်းကျင်ညာချက်ထွက်လာချိန်မှာပြည်သူများနဝေတိန်တောင်ဖြစ်ရတယ်လို့လူပါဝလွန်တရုတ်ပါလားလို့ပြစ်တင်မိကြပြန်နေ။မြို့တို့ပင်ဆိုစီကိုကန့်အနေနဲ့တစ်တုံညာနှစ်ခွန်ပထမလှိုင်းကလေးကသူတို့ထုတ်ပြန်ခဲ့တဲ့ရည်ရွယ်ချက်အတိုင်းရှေ့ဆက်ကြမယ်လို့ပြည်သူများတွေးထင်ကြကြတယ်။ကိုကန့်ခေါင်းဆောင်ဖုန်တာရွှန်းကို တရုတ်အစိုးရကအကြေချုပ်နဲ့ဖမ်းထားတဲ့သတင်းတွေလည်းမရှိမနှောင်းဆိုသလိုတည့်တည့်ကြားလာခဲ့ရတယ်။ထို့ကဲ့သို့သောတရုတ်ရဲ့ညီညွတ်မျိုးဖြင့်အကြက်ကန်ချိန်ချောက်သည့်သတင်းများကိုတရုတ်ထောက်ခံသူ လော်ဘီများကထိုသတင်းမှာတရားဝင်မထုတ်ပြန်သည့်အတွက်မခိုင်လုံကြောင်းစိတ်မချရကြောင်းဖာထေးကြပြန်နေ။စင်တကောင်လုံးမြင်နေတာတောင်စင်ချေရရှာကျင်နေကြတဲ့သနားစပွဲလူသားများပင်ဖြစ်ပါတယ်။တရုတ်လော်ဘီများက ထို့ကဲ့သို့ဖာထေးနေသည့်တိုင်ကိုကန့်ကိုရိုင်းကပင် ကြီးညာချက်ထုတ်ပြန်လာရတယ်ရှိချောအနာဂတ်တွင် နိုင်ငံရေးနီးလနှင့်သာဖြည့်ရှင်းပါမည်ဆိုတဲ့အကြောင်းတစ်တုံညာနှစ်ခွန်ပထမလှိုင်းနှုံးကလိုပင်ဒီဇင်ဘာလလယ်ခန့်တွင်ဆွေးနွေးပွဲများထပ်မံပေါ်ပေါက်လာပြန်တယ်။တရုတ်ရဲ့စီစဉ်မှုကြောင့်ကုမဲမြို့မှာလှုပ်ဆောင်ခြင်းဖြစ်ပါတယ်။ဒီလိုနဲ့ကိုကန့်နဲ့စစ်ကောင်စီတို့အပြစ်ရက်ကြပြန်တယ်။ တိတ်မကြခင်မှာပဲကိုကန်အတွက်ပိတ်ဆို့ထားတဲ့နေဆက်ဂိတ်တွေကိုတရုတ်ကပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်။ဟုံးတာရှင်ကိုတိုင်တရုတ်ရဲ့စီစဉ်ဆောင်ရွက်ပေးမှုအပေါ်မိမိတို့လက်ခံမှာဖြစ်ကြောင်းတရုတ်နှစ်သက်ကူမှတဝန်လာထုတ်ပြန်ခဲ့တယ်။ဇက်တိုက်ဆိုသလိုပင် မက်ရှလာလေခန့်မှစကကိုကန်ကစစ်ဦးစီးမှုများကိုတရုတ်အာဏာပိုင်များက ခေါ်ယူခဲ့ပြန်တယ်။ထို့သောညှိနှိုင်းမှုများရှိခဲ့တော့လေမည်သည့်သဘောတူညီချက်မှမရခဲ့ဟုလည်းသတင်းများအရဆိုပြန်တယ်။ ထို့တော်တွင် လာရှုမြို့မှကိုကန်တက်တွေဂျွန်လမှထွက်ခွာရမယ့်အကြောင်းသတင်းများထွက်ပေါ်လာခဲ့တယ်။ထုံးစံအတိုင်းအငင်းခုံများလည်းပေါ်ပေါက်လာခဲ့တယ်။တချို့ကလည်းကိုကန်ဆိုရာဟာတရုတ်ဩဇာခံတရုတ်အလို့ကြလုကန်ရတာကြောင့်ဤသတင်းမှန်လောက်တယ်လို့သုံးသပ်ကြပြန်တယ်။အချို့ကလည်းအသက်သွေးချွေးတွေဖြင့်ခဲရခဲစင်တိုက်လာခဲ့ကြရတာကြောင့်နောက်ဆုတ်ပြီးမှမဟုတ်လောက်ကြောင်း နောက်ပြီးမြို့အုပ်ချုပ်ရေးကိုပင်စတင်အခြေတည်နေသည့်အဆင့်ကိုရောက်နေပြီဖြစ်သည့်အတွက် မဖြစ်နိုင်ကြောင်းထင်ကြေးပေးကြပြန်တယ်။ထိုကောလာဟလာများကိုအတိဖြစ်သွားစေသည်ကတော့ AP 3ရဲ့2025ခုနှစ်မှာပဲဖြစ်ပါတယ်။လာရှုမြို့မှကိုကန့်လောက်ခံဝန်ထမ်းများအတုတ်လိုက်စတင်ထွက်ခွာလာတော့တယ်။တက်ဆိုင်ရာသတင်းရင်းမြစ်များဒေသခံများရဲ့အဆိုအရလည်းကြံပီးပါကကိုကန့်တက်အနေနဲ့စစ်ကောင်စီကို လာရှုမြို့အားပေးရတော့မည်ဖြစ်ကြောင်း ခိုင်မာသတင်းများထွက်ပေါ်လာခဲ့တယ်။ဒို့ပေမဲ့ထိုအချိန်ထိကိုကန့်ဘက်ကဘာသတင်းမှမထုတ်ပြန်သေးပေ။ဒို့တိုင်ထိုသတင်းများမှာ အတိပြုနိုင်သလောက်နီးပါးခိုင်လုံနေတယ်။ပြင်းအားရစ်စတာစကေခွန်တမခွန်ရှိအင်းအားပြင်းငလင်ပေးကြောင်ပူဆွေးတော့ကရောက်နေချိန်မှာလာရှုံမျိုးကိုစစ်ကောင်စီထံပြန်ပေးရတော့မယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတာကြောင့်ပြည်သူတွေခမညွေးခေါင်ခေါင်မှမူးချွတ်ပြစ်လိုက်တယ်လို့ခန်းစားကြရတော့တယ်။ ချစ်ကောင်စီနဲ့မက်ရှလဆွေးနွေးပွဲမတိုင်ခင်တုန်းက MNDAA ထွက်မသွားရန်လာရှိုးမြခင်များရဲ့ဆန္ဒဖော်ထုတ်မှုများမှာအယမချင်ခဲ့ပြီဒေသခံများ၏အလိုဆန္ဒအတိုင်းဖြစ်မလာခဲ့ပြီဒီလိုနဲ့၈လနီးပါးကြာတင်ပိုက်ပြီးနောက်လာရှိုးမြို့မှာတနက်တစ်ချက်မှမဖောက်ရပဲရန်သူကိုပြန်လည်လွှဲပြောင်းပေးလိုက်ရတဲ့တမိုင်းဝင်ဖြစ်ရဲ့ကြီးတစ်ခုမြမတမိုင်းရှာမျက်နှာပေါ်မှာမှတ်တမ်းဝင်သွားခဲ့လိမ့်ပြီး တရုတ်ဖိအားကြောင့်လို့ MNDAA ကအကြောင်းပြချက်ပေးခဲ့တဲ့အချိန်တခြားတစ်ဖက်တွင်လည်းဒေတာကန်ပြည်သူများမှာဘလူးများနဲ့အတူလာရှိုးမျိုးမှာဆက်လက်နေထိုင်ကြရပြီးတော့မြည်ပြည်သူတွေရဲ့အသက်ဘဝနဲ့အိုးအိမ်စည်းစိမ်များသည် ထုံမြပဲဖိုးတန်ပါသည်ဆာရေးသူမှလည်းဆရာမင်းသူဝင်ရဲ့ဘာကြီးအောင်ညားတဲ့ဆိုတဲ့ဝိထုတိုလေးကိုပင်ပြန်လည်မြင်အောင်လာမိပါတော့တယ်